မင်္ဂလာရှိကောင်းညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှတိုက်ရောက်ပါစေ။ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်မေလ23ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ကျေးဇူးတင်ပါရစေ။နှုတ်ဝတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ကြည့်ရှုသူအားလုံးကိုကောင်းချီးပေးပါရစေ။ တမာတရားကိုနေ့တိုင်းခံယူသောစိတ်ဆန္ဒပြင်းပြလျက်နားထောင်ခြင်းအဖြစ်နှုတ်ဝတ်တော်အဖြစ်စုံနေတဲ့ကောင်းကြီးခံစားရစေပါအခုလေကျွန်တော် ပြောခြင်းထက်ကိုတော့ပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါရဖျာအာမင်ဖျက်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်တမန်ချမ်းစာမှာတွေ့ရတဲ့မိုက်သောအမျိုးသမီးများနှင့်ပညာရှိသောအမျိုးသမီးများ အဲဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါတယ်အဲ့တော့ကျန်းစာထဲမှာမိုက်သောမျိုးမီးတွေပညာရှိမျိုးမီးတွေအများကြီးရှိတယ်အဲ့ဒီထဲကနေမှမိုက်သောမျိုးမီး9ယောက်နဲ့ပညာရှိမျိုးမီး9ယောက်အဲ့ဒီ10ယောက်အကြောင်းကိုကျွန်တော်နားထောင်သွားမှာဖြစ်တယ်အဲ့တော့ကျန်းစာထဲမှာမိုက်သောမျိုးမီးများလို့ခေါ်ခြင်းခံရတဲ့အမျိုးမီးတွေထဲမှာနံပါတ်1ပရမတ်တယောက်ကတော့ဘာလို့လဲဆိုတော့ဒေလီလာဖြစ်တယ်တုတ်တန်23ငွေ29ဖိုင်တွေ့ရမယ်တရားသူကြီး16ငွေ16က 21ထိဖတ်ရင်တွေ့ရမယ်ဒီလီလာနတ်သောကျုံနဲ့တူတဲ့ပြက်တစားဖြစ်တယ်သူ့အားဖြင့်ရှန်ဆောင်ပြိုလဲပြီးဘဝပြတ်သွားတာဖြစ်တယ်ဒါမိုက်သောမျိုးမီဖြစ်တယ်သူတော်ဘဝကိုဖျက်ဆီးပလိုက်တာဖြစ်တယ်နောက်နမနစ်ကတော့ပေါတိဖာမင်းမပေါတိဖာမင်းမကသူလည်းအလွန်ဆိုးတဲ့မိုက်တဲ့အမျိုးမီထဲမှာပါတယ်သူကတုတ်တန်ချန်ခန်းကြီး ကျွန်တော်20နဲ့အငယ်14ကိုဖတ်ရင်ကျွန်တော်သူ့အကြောင်းတွေ့ရမယ်သုတ်တန်24မှာသူကြတော့နှစ်တော်မြေတွင်းနဲ့တူတဲ့အမျိုးပြတ်တဲ့မိမ။ဘာကြောင့်လဲဆိုတော့ပေါတိပါမိမနှုတ်အဖြစ်ရောသက်ထောင်ကျသွားတယ်။ပြိုလဲအောင်သူလှုပ်လိုက်တာ။အဲသို့တော်ညာလေရောသက်ကဖျားနဲ့သွားတဲ့အခါအချိန်တန်တဲ့ကဖျားပြန်ချိမြောက်တယ်ဆိုတော့တွေ့ရတယ်။ကပောက်ချန်ကန်ကြီး39အငယ်9ကနေ20ထိဖိုင်လေ။ ဒီ body part မိမအကြောင်းတွေ့ရမယ်ဒါတွေကိုလည်းကျွန်တော်အများကြီးဖော်ပြခဲ့ပြီဖြစ်တယ်ကဲဒီကနေ့ကတော့ကျွန်တော်နံပါတ်3နံပါတ်3ကတော့တုတ်တန်ခန်းကြီး27အငယ်19တုတ်တန်27 19ကိုဖတ်ရင်အမျိုးသမီးမိုက်သောအမျိုးသမီးတယောက်အကြောင်းတွေ့ရတယ်အဲ့ဒါဘာလို့လဲဖတ်ကြည့်မယ်နော်စိတ်တူ၍ရန်တွေ့တတ်သောမိမနှင့်နေသည်ထက်တောလွင်ပြင်၌နေတော်သာ၍ကောင်းနောက်တုတ်တန်ဆရာပြောတယ်နော်စိတ်တူပြီးရန်တွေ့တဲ့မိမနဲ့နေတာထက် တောလွင်ပြင်မှာနေတာပူကောင်းနေ။ဟောကျန်းစာထဲမှာစိတ်တူရန်တွေ့သောကြောင့်အတူမနေတဲ့နဲ့မိမ့်မ။အဲ့တော့အတူမနေတဲ့သောစိတ်တူရန်တွေ့တတ်သောမိမ့်မ။ဟောကျန်းစာထဲမှာအတူမနေတဲ့မူစိတ်တူရန်တွေ့တတ်အတ္တကြီးချီနောင်းကလေစားချီတတ်တဲ့အမျိုးသမီး။အဲ့ဒါဘာလို့လဲဆိုတော့ Herod ဖြစ်တယ်။ Herod အဲ့တော့မဿဲခန်းကြီး၁၄ငယ်၆ကနေ၁၁ထိဖတ်ရင်သူ့အကြောင်းတွေ့ရမယ်။ Herodes ဆိုတာဘာတူလဲဆိုတော့ Hero Minji ရဲ့ညီ Philip လို့ခေါ်တယ်။အဲ့ဒီ Philip ရဲ့မိန်းမဖြစ် Herodes တတိယခါဒီ Hero Minji ဖွားတဲ့နေ့ရက်မှာအဲ့ဒီ Herodes ရဲ့သမီးကို Hero ကသူ့ရဲ့ပွဲမှာကခိုင်းတယ်။ဒါမှသက်ခန်းကြီး14ငယ်6ကနေ17ထိဖိုင်တွေ့ရအဲ့ဒီမှာဒီကောင်မလေးကလာတိတ်တော်တော့ဟီရိုကပြောတယ်ငါမစ်တောင်းတဲ့အတိုင်းငါပြီးမယ်မစ်ပါတောင်းကြတယ် အဲ့ဒီချိန်မှာဒီမင်းကလေးကသူ့အမေနဲ့တိုင်မင်တော့သူ့အမေကနှချင်းစရာယောဟန်ခေါင်းတောင်းခိုင်းတယ်။အဲ့ဒီချိန်မှာပဲဟီရိုမင်းကြီးကဝမ်းနေပြီမဲ့ချိန်ဆိုထားတဲ့တကြောင်မင်းမှာဂတိလူမှာသစ္စာအဲ့တော့ဂတိဖြတ်လို့မရတဲ့အခါမှာနောက်ဆုံးအဲ့ဒီနှချင်းစရာယောဟန်ရဲ့ခေါင်းကို လူကိုဆေလွတ်ပြီးတော့ထောင်ထဲမှာနှချင်းစရာယောဟန်ခေါင်းကိုဖြတ်ပြီးပြီးတော့လင်ပန်းနဲ့ထည့်ပေးလိုက်အဲ့တော့ဘသူနှုတ်ကြောင့်နှင်းချင်းစရာယောဟန်ခေါင်းပြတ်တာလေဟီရိုဒီ စိတ်တူပြီးရန်တွေ့တတ်တဲ့အမျိုးသမီးတောင်တုတ်တာ27ငယ်19မှာစိတ်တူ၍ရန်တွေ့တတ်သောမိန်းမနှင့်နေသည့်ထက်တောလွင်ပြင်၌နေတော်သာ၍ကောင်း၏ဒါကြောင့်စိတ်တူခြင်းရန်တွေ့ခြင်းသူတပားရဲ့ဘဝကိုဖြူဖြတ်အောင်လုပ်ခြင်းအဲ့ဒါမိုက်သောမျိုးမျိုးပဲဒါကြောင့်အတူမနေတဲ့စိတ်တူရန်တွေ့တတ်တဲ့မိန်းမဆိုတာဘာလို့လဲဟီရိုဒီပဲ ဒါကြောင့်ဟီရိုဒီရဲ့အသက်တာဟာဘာမှစံစားမှာကြီးကြီးမားမားအကျိုးပြုတာလည်းမတွေ့ရဘူးသူ့နှုတ်နဲ့လူတက်သွားတယ်သူ့နှုတ်နဲ့ခေါင်းဖြတ်ပလိုက်တယ်သူပေးလိုက်တဲ့အကြံတွေကတလွဲတွေပဲသူ့သမီးကဒီဟီရိုဒီရှိလာပြီးတော့ဟီရိုမင်းကြီးကတောင်းခိုင်းတယ်ဘာတောင်းရင် ကောင်းမလဲလာတိုင်မင်းနဲ့ကပေးတဲ့အကြံတလွဲပေးလိုက်တယ်သမီးကမမအောင်အမေမားပြောကြတာအမေကမိုက်တော်မျိုးကြီးဖြစ် တော့ဒီဟီရိုဒီရဲ့အသက်တာမှာအနစ်ချုပ်လိလိုက်ငားချက်သွတွေ့ရတယ်။နံပါတ်2ပထမချက်ကဘာလဲဆိုတော့သုံးမခြင်းကိုလက်မခံတဲ့သူဖြစ်တယ်။ဒီဟီရိုဒီကိုနှချင်းဆရာယောဟန်ကသုံးမဘူးတယ်။ဘာသုံးမလဲဆိုဒီဟီရိုဒီကသူခင်မွန်ဖိလစ်ရဲ့အကိုအဲဟီရိုမင်းကြီးနဲ့ဟီရိုဒီကလူမှုရေးဖောက်ပြန်မှု ဖြစ်ခဲ့မှုတယ်။ဒါကိုနှချင်းဆရာယောဟန်သုံးမဘူးတယ်။အဲ့တော့သုံးမရမလားဆိုတော့တေးထားတယ်။ ။အော်နားလည်အောင်ပြောရအောင်ဒီဆုံးမခြင်းလက်မခံတဲ့အခါမှာပျက်စီးခြင်းလာတယ်။ဆုံးမသွန်သင်ခြင်းကိုနားထောင်နေသူကချီးမြှောက်ခြင်းနဲ့မျက်နှာပွင့်လာတယ်။တော့ဟီရိုရဆုံးမခြင်းကိုလက်မခံဘူးဆိုတော့တွေ့ရတယ်။ဒါနံပါတ်1နံပါတ်2ဒုတိယချက်ကအညိုကြည့်ပြီးသူရန်တွေ့တယ်တို့နေချင်းစရာယောဟန်ဆုံးမထားတာတွန်တင်တာပဲကောင်းစွာခံယူဖို့မဟုတ်သူအဲ့ဒါကိုညှိုးတေးထားတယ တော့လောကမှာအဲ့အညိုတေးတွေကလူဆုံးရှုံးမှု ဖြစ်စေတယ်ဆိုတွေ့ရတယ်။တော့အညိုတေးထားတာကျန်တာမှာတပေါင်းချမ်းမှာအညိုတေးထားတာရှိအဲ့ဘာလို့လဲဆိုအဘရှလုံအဘရှလုံညမတာမှာဦးဒါဝိသားအကြီးဆုံးအာမနုံကဖြစ်စည်းဘူးလေအဲ့ဒီအာမနုံနဲ့အဘရှလုံဆိုတာဒါဝိနဲ့ဘလို့သွားတော်လဲဆိုတော့ဒါဝိရဲ့သားနှစ်ယောက်ပဲအာမနုံဆိုလေဒါဝိသားအကြီးဆုံးအဘရှလုံကဒါဝိရဲ့တတိယသား တို့အဖေတူအမိကွဲဒါဝိမင်းကြီးကမြို့မီတယောက်နဲ့ရပြီပထမဆုံးမွေးတဲ့သားအမနုနောက်တတိယမြို့မီတယောက်နဲ့ရပြီ တတိယမွေးတဲ့သားအဘရှလုံအဲ့တော့ဒီအဘရှလုံရဲ့ညမတာမအမနုကဖြစ်စီးတော့သူအညိုတီထားပြီးနှစ်နှစ်ကြာတဲ့အခါ အဘရှလောအိုက်အာမနုံတိုးမွေးမြက်ပွဲကိုအချိကျဲခေါ်သွားပြီးဟိုမှာမူးအောင်တိုက်ပြီးဓာတ်နဲ့ခုတ်တပ်လိုက်အဲ့ရနေတဖြည်းဖြည်းအဖေဒါဝိတ်နဲ့ဝီးသွားပြီးနောက်ဆုံးအဖေကို ပုံကန်တဲ့အဆင့်တိပြောက်လာဆုံးမချင်းလည်းသူလက်မခံအညိုတိလည်းချီးတယ်နောက်ဆုံးမှအဘရှလောအဖေဒါဝိတ်ကိုပုံကန်တဲ့အခါမှာအဖေရဲ့မောင်မမိတ်တန်တွေကိုတော့မှသူကခြေတော်တင်ပြီးတော့ဖြတ်စည်းပြတယ် နောက်ဆုံးဒါဝိရဲ့အဖွဲ့တွေနဲ့အဘရှလုံနဲ့စစ်တိုက်တဲ့အခါအဘရှလုံကရှုံးတယ်ဆိုတာသိတဲ့အခါထွက်ပြေးပြီးသူ့ရဲ့ဇပင်နဲ့သစ်ပင်မှာညှိပြီးတန်းလိုင်းဖြစ်နေတာအဲ့ဒီအချိန်မှာသူ့ bike ကိုလှန်နေတဲ့စကားပေါက်လောက်ဖြစ်အောင်ပေါ့အထိုးခံရပြီးနောက်ဆုံးအသက်ခံလိုက်ရအဲ့ဒါဘာလို့လဲအဘရှလုံ သူလည်းညှို့တိကြည့်တယ်သူ့ကိုအာမနုံညှို့တိကြည့်ပြီးတတ်လိုက်တဲ့အခါမှာ အာမနုံနဲ့တည်ရတယ်အဖေဒါဝိတ်ကိုလည်းအဘရှလောင်ပုံကန်တဲ့ကနောက်ဆုံးသူလည်းတည်ပွဲဝင်ရတယ်အကုန်ရှုပ်ထွေးကုန်တော့ဒီအညူတီကြီးချင်းဟာလူဆုံးရှုံးမှု ဖြစ်စီတယ်ဆိုတွေ့ရတယ်ပြောညူတီသိကြီးတဲ့သူက သူစားမဝင်အိတ်မပြောလဲဖြစ်တယ်တော့သူကအညူတီထားတော့သူရဲ့မကြည်နှက်ချက်တွေကဒီနှလုံးသားထဲမှာပြစ်ခဲပြီးတခါလေအခက်မတဲ့နှလုံးရောကတော့ရတတ်တယ် တောက်ဆက်ကောင်းတောက်ကြတာမှဒီဒါဝိတို့ယောသတ်တို့ဆိုတော့ခွန်းလွတ်တယ်တောက်တို့ခွန်းလွတ်တဲ့ခါမှာသူတို့ဘုရားခင်ကကောင်းချီးပေးတယ်သူတို့တော့ဒုက္ခပြီးတဲ့သူတွေကိုဒါဝိဆိုရှောလို့ကဒုက္ခပြီးတယ်ဒါပေမဲ့သူခွန်းလွတ်တယ်ယောသတ်ဆိုရင်သူ့ကိုဆက်ရောက်ကသူ့ဒုက္ခပြီးတယ်ဒါပေမဲ့သူခွန်းလွတ်တယ်အဲ့တော့အဲ့ခွန်းလွတ်တဲ့သူနဲ့ပဲဘုရားအလုပ်လုပ်သွားတယ်တောက်ကူဟီရိုဒီတို့အပါရှလုံတို့ เนาะဒါတွေကအညို့တိကြီးတယ်ဟီရိုဒီလည်းဒီနှချင်းဆရာယောဟန်အညို့တိကြီးပြီးတော့ပဇာနဲ့တပ်ပိုက်တော့ဒီအညို့တိကြီးခြင်းဟာလူကိုဆုံရှုံခြင်းဖြစ်စေတယ်ဆိုတွေ့ရတယ်နံပါတ်3တတိယချက်ကဘာလဲဆိုတော့မထင်မှတ်တဲ့အချိန်မှာမထင်မှတ်တဲ့အရာပြုတ်တတ်တယ်ဟီရိုဒီတော့စိတ်တူပြီးရန်တွေ့တတ်တဲ့မိန်းမတွေကမထင်မှတ်တဲ့အချိန်မှာမထင်မှတ်သလိုလုပ်တတ်တယ် ။အဲသိချောက်ချက်ကောင်းတယ်။ဒါသူ့ရဲ့သွင်ပြန်လက္ခဏာ။ဘယ်သူမှမထင်မှတ်တဲ့အချိန်မှာနင်းချင်းစီရောင်းအောင်ခေါင်းဖြတ်ပေးပါဆိုပြီးသူတောင်းဆိုခဲ့တာ။သူ့သမီးအားဖြင့်တောင်းဆိုတာ။ဒါမှမထင်မှတ်တဲ့အချိန်မှာလွတ်သွားတာ။တောက်ဒီနင်းချင်းစီရောင်းအောင်ခေါင်းဖြတ်ခံရတဲ့ကနင်းချင်းစီရောင်းအောင်တပည့်တွေအားလုံးကကြည်ဝဲတယ်။ကြည်ဝဲတော်ဒီရန်တွေ့တတ်တဲ့အမျိုးသမီးစိတ်တူတတ်တဲ့အမျိုးသမီးကမထင်မထင်လို့လုပ်တတ်တယ်ဆိုတာသူ့ရဲ့သွင်မြင်လက္ခဏာသူတွေ့ရတယ် နောက်နံပါတ်၄နံပါတ်၄ကတော့မျက်နာမထောက်ထားတဲ့ဘူး။အာနချင်းဆရာယောဟန်ဆိုဖရာလူဖြစ်တယ်။ဟာဖရာမျက်နာထောက်ပြီးငါဒါမပြောသိဘူးဒါငါမလုပ်သိဘူးအဲလိုမထောက်ထားတဲ့ဘူး။တောင်းဒီတုတ်တန်ဆရာပေါ်ပြသလို့နော်။တုတ်တန်27 29မှာဒီစိတ်တူပြီးရန်တွေ့တတ်တဲ့မိန်းမနဲ့နေတာထက်တောလွင် ပြန်မှာနေတာပိုကောင်းနေဆိုစကားသိမ့်မှာ။သူတို့မှမျက်နာထောက်ထားခြင်းလည်းမရှိဘူး။သူတို့မထင်မထင်လို့လုပ်တာ ဘာမှယေຊုတိတ်တက်တာတွေဘာလည်းမရှိဘူးဒီဟေရိုဒီမှာယေຊုတရားလို့ဘာလို့လဲသူမသိဘူးမထင်မနေတော့လို့လားထောက်ထားမှုလည်းဘာမှမရှိဘူးအဲ့ဒါဟေရိုဒီအသက်တာတောင်းနေချင်းဆရာယောဟန်ကိုဖျားမျက်နာတော့မထောက်ပဲနဲ့သူတတ်ခိုင်းတယ်တမလီဒါကြောင့်မျက်နာထောက်ထားတတ်တယ်သူမဟုတ်ဘူးနမကနောက်ဆုံးချက်ကတော့ပါလေဆိုတော့နှစ်ချင်းဆရာယောဟန်ခေါင်းမင်းပြတ်သွားတာဒါပေမဲ့ဒီဟီရိုဒီယာတမိုင်းပြတ်သွားတာ သူ့သမိုင်းတစ်ခုလုံးပြတ်ထွက်သွားတယ်။ပေါနှချင်းဆရာယောဟန်ကောင်းသောဖြတ်လိုက်။ပြောကြတာသမိုင်းမှာသူ့အကြောင်းသူ့မပြောတော့။ပြောရင်လေသူ့ကိုစိုးသွမ်းမိုက်မဲတဲ့အမျိုးသမီးအနေနဲ့ပဲမှကြောက်တယ်ပြီးပြောချင်းခံရတယ်။တော့ဟီရိုဒီဆိုတာနဲ့ကောင်းတဲ့မျိုးသမီးတော့မပါဘူး။တော့ခရီးရန်ယုံကြည်သူမင်းကလေးတွေကနာမည်ပေးရင်တော့ဟီရိုဒီဆိုတဲ့နာမည်မပေးဘူး။မရှိဘူး။မပေးကြဘူး။ မှယောက်ျားလေးတွေဒီမှာယူရရှကာယုတ်ဆိုတဲ့နာမည်ဘယ်သူမှမပြီးဘောင်းလို့ဆိုသူတို့အသက်တာတွေမကောင်းမကောင်းတဲ့ကမှမပြီးတော့လူဟာအသက်ဘလောက်ရှည်တယ်လဲဆိုတာထက်အသက်တာဘလောက်ကောင်းတယ်လဲဆိုတာပိုအရေးကြီးတယ်ပြန်ပြောချင်တယ်လူအသက်ဘလောက်ရှည်လဲဆိုတာထက်အသက်တာဘလောက်ကောင်းတယ်လဲဆိုတာပိုအရေးကြီးတယ်ကျွတ်အသက်တာရှည်တယ်ဒါပေမဲ့အသက်တာမကောင်းတဲ့အခါအလကားပဲ ဲ့မဲ့တချို့အသက်တော့မရှိဘူးဒါပေမဲ့အသက်တာကောင်းတဲ့အခါသူတို့ကြောင်အမြင်ပြောတော့ဒီကနေ့ညနေစင်ကြင်စရာ Herod ရဲ့အသက်တာစိတ်တူ၍ရန်တွေ့တတ်တဲ့အမျိုးသမီး Herod Herod လို့အမျိုးသမီးမျိုးနဲ့မကြုံမိဘူးအဲ့ဒီအသက်တာမျိုးမဖြစ်ဘူးနှုတ်ကပတ်တော်ကကျွန်တော်တို့အထူးတောင်းအားပေးပြီးပေါ်ပြနေတယ်တော့ဒီကနေ့အသက်တာမှာအထူးစင်ကြင်စရာက ဆုံးမခြင်းကိုကျွန်တော်လက်ခံအညူတီမထမျက်နာထောက်ထားတာတမိုင်းပြတ်လောက်အောင် အသက်မရှင်ရဒါဟီရိုရီနဲ့ပတ်သက်ပြီးစဉ်းကျင်စရာဖြစ်တယ်ဒါကြောင့်တုတ်တန်ခန်းကြီး27အငယ်19မှာစိတ်တူ၍ရန်တွေ့တတ်သောမိမနှင့်နေသည်ထတော်လွင်ပြင်၌နေသောတာ၍ကောင်း၏ဒါကြောင့်မိုက်သောအမျိုးသမီးနံပါတ်3တယောက်ကတော့ဟီရိုဒီအတူမနေသင့်သော စိတ်တူရန်တွေ့တတ်သောမိမဟီရိုဒီဖြစ်တယ်အတူမနေတဲ့အမျိုးသမီးထဲမှာဟီရိုဒီပါတယ်တောင်ဟီရိုဒီရဲ့အသက်တာကဲ့သို့မဖြစ်ဘဲနဲ့မာရီတို့အီဒရာတို့အပိဂဲလာတို့အသက်တာဖြစ်လေဘုရားသခင်နဲ့သက်တဲ့အသက်တာနဲ့အသက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အပိရင်နောက်ဆုံးဖြစ်ပြလေးတစ်ခုပြောပြီးတော့ဤကုန်ချုပ်ခြင်းနဲ့ကျွန်တော်အားလုံးသိတယ်ကဘာကျော်တဲ့အမေရိကန်ရုပ်ရှင်မင်းမီမွန်ရိုး သူအလွန်ချောတယ်အလွန်လှတယ်အလွန်အောင်မြင်တယ်ဒုက္ခဒုက္ခမှာသူ့ကိုကြိုက်တဲ့ယောက်ျားတွေလည်းအများကြီးဆိုတော့တွေ့ရတယ်တရင်တော့ကဆေးဘီလီဂရီဟန်ရဲ့တရားဟောပွဲကိုသူသွားတဲ့အခါဆေးဘီလီဂရီဟန်ပြောပါတယ်သခင်ရှုခရစ်တော်ကျွန်တော်ဘဝတော့မရှိမဖြစ်လိုအပ်တယ်အဲ့ဒီစီဇန်ပြီးသွားတဲ့အခါမှာဆေးဘီလီဂရီဟန်ကသူကနှုတ်ဆက်ပြီးပြောတယ်သခင်ရှုကကျွန်မဘဝတော့မလိုဘူးကျွန်မအကုန်ပြည့်စုံနေတယ် ရှိန်တော့ပဲလိုရင်လိုမယ်ကျွန်တော်တော်တော်မလိုဘူး။သူအဲ့လိုပြောပြီးသိပ်မကြပါဘူး။နောက်ဆုံးအိတ်ဆေးအလွန်ကျွန်တောက်ပြီးအသက်တည်သွားတယ်။မပြောသေးတဲ့စကားကိုသူတော့ပြောလိုက်တာ။နောက်ကောင်မှသိပ်နာမည်ကြီးတဲ့ The Beatles အဖွဲ့ခေါင်းဆောင်ဂျွန်လန်နိုသူလည်းပြောလေဆိုတော့သူတို့ The Beatles အဖွဲ့ဟာတခီရေရှုထတ်တောင်နာမည်ကြီးတယ် တမချန်းစာရိုးရှင်းနေတဲ့သူတိတ်မကြိုက်ဘူးပေါ့တခင်ရွှေရဲ့တုံသင်ခြင်းနေရာလဲရိုးရှင်းနေတနည်းပြောက်ွယ်သွားလိမ့်မယ်သူလို့ပြောခဲ့ပါတယ်တိတ်မကြပါဘူးစိတ်မနှံ့တဲ့လူတယောက်ကသူ့တနတ်နဲ့6ချက်ပြစ်ပြီးအဲဂျော်လန်နိုကအသက်သေးခဲ့ရတယ်ဒါရီကကဘာမှာတမိုင်းဝင်တဲ့ဖြစ်ရတယ်ဒါပါလေဆိုတော့မပြောတဲ့နဲ့စကားတွေပြောလိုက်ဖြစ်သွား အခုလေ Herodi ဆိုတဲ့အမျိုးသမီးမပြိုးသင့်တဲ့စကားဟိနှစ်ချင်းဆရာယောဟန်ခေါင်းဖြတ်ပြီးပါဆိုပြီးသူ့သမီးကနေတဆင် Herod မင်းကြီးကိုသပြောလိုက်တဲ့အခါနှစ်ချင်းဆရာယောဟန်ကိုဒီလိုတတ်ခဲ့တဲ့အခါမှာသူ့ဘဝရဲ့အနာဂတ်တွေအားလုံးဟာတည်သွားတယ်ဘဝတည်သွားတယ် Herodi ရဲ့နောက်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာစိတ်တူခြင်းရန်တွေ့ခြင်းရှောင်တဲ့မပြောသင့်တဲ့စကားတွေမပြောမိဘဲနဲ့ တမာတရားစကားဖြောင့်မတ်သန့်ရှင်းစင်ကြယ်တဲ့စကားကိုသာ၍ပြောနိုင်တော်သူများဖြစ်ပါစေလို့အားပေးရင်းဤကုန်းချုပ်လို့ရယ်ဂျာနာရောက်ချင်းစီတိုင်းဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချိန်ညာစရောနဖဘုရူနေ့နက9နိုင်ရနေထိတ်လေ7နိုင်ခွဲ့ထိကျွန်တော်ကြောက်ရရင်ယုံကြည်ခြင်းနဲ့ချင်းတဲ့တော့မှာအဆက်ဆောင်ဆုတောင်းခြင်းရှိပါလေကျွန်တော်အဆက်ဆောင်ဆုတောင်းလို့တော်သူများလာရောက်နိုင်တယ်လို့ကျွန်တော်ပဲ Bible Study ပေးမှာဖြစ်တယ်လို့နဖညက်နေမြန်မာစံတော်ချိန်9နိုင်ခွဲမှာလေ ဒီ mic တော့မြုံမီမှာနံပါတ်၄တယောက်ကိုကျွန်တော်ဆက်ပြီးစင်ကြင်ခေါ်အားယူနားထောင်မှာဖြစ်ပါတယ်ဒီကနေ့ချစ်ရှိသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေနိုင်သက်ချင်းရှိပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သာရှင်းတော်ဝင်နော်သုံးပါးတစ်ခုဖျားထံတော်ပါမကောင်းချီးဖျားဖျားသည်ချစ်ရှိတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောင်ဒီကနေ့မွနီချဲ့ရောက်တဲ့မွနီရှင်များမင်္ဂလာနေ့ပါလေကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းနဲ့တကွာ ကြည့်ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့မကုန်မခန့်နိုင်တဲ့ကောင်းကြီးတို့သည်ကာလအစင်းမြဲတက်ရောက်တည်ရှိတည်နေပါစေသော အာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့